းလေးနဲ့ပေါ့နော်ကြက်သားဟင်းလေးချက်ကျွေးခြင်းလေလို့ဆိုဝိုင်းကမမချက်ပြပါလားတဲ့အဲဝိုင်းမမချက်လဲချက်ပြမယ်လို့ဝိုင်းလဲစားမှာမလားဆိုစားမယ်တဲ့စားစီခြင်းနဲ့နည်းနည်းလေးပို့ပြီးတော့ပြည့်ပြည့်လေးနဲ့လှစီခြင်းတာလေးမှာနော် ဟုတ်ကဲ့အမလေးမရှင်းတာပါမနော်။ဖခင်ချင်းညောင်းကနေတော့ရှင်းပါနော်။ညွန်ညောင်းကရေဒီဟောင်ထုံတာပေါ့နော်။ဒီဟောင်ထုံတာဆိုတော့ဝိုင်းနဲ့ရိုက်ရှင်နေဆိုတော့အမားနဲ့ချိန်ချက်နေနေမြင်းနေသွားကြတာနော်။ရှင်းရရှင်းနေကြနေရတော့ဝါရဟွင့်ပြင်းနေရဆိုတော့နည်းမြန်မာခလေးရှင်းပြန်စားနေပြီဆိုတော့ဒါနည်းရုံနည်းနည်းချင်းညွန်စားညွန်စားနေရတာနဲ့မစားရနှစ်နှစ်လောက်ရှိသွားပြီ။နှစ်နှစ်။ဟောပါမနော်။မစားရကျွန်တော်ညာရောညာရောဟိုးမနော်ညာမစားရအစားဆောင်စားရခါမှာ နည်းနည်းတော့နှင်းတော့ညံ့ညံ့ဖြစ်နေပါတော့အားကြောင့်နည်းနည်းချင်းတော့ကျုံးစားနေတော့တနည်းရောတောင်းဆောင်းတော့တော့ဝင်အောင်စားရင်ကိုယ်တိုင်ချက်ပြီးတော့မှကြွေးလိုက်တယ်မှနောက်နေ့အားကြောင့်နောက်နေ့ရောဟုတ်ကဲ့ဟုတ်ကဲ့ဝိုင်းကျမတို့နဲ့လေဒီရိုက်ကူးဖို့အတွက်လာတဲ့ခါကျတော့ဝိုင်းလို့မမသမင်းလေးဟင်းလေးနဲ့ပေါ့နော်ချက်သားဟင်းလေးချက်ကြွေးခြင်းနဲ့လို့ဆိုဝိုင်းကမမချက်ပြပါလားတဲ့အဲဝိုင်းမမချက်လဲချက်ပြမယ်လို့ဝိုင်းလဲစားမှာမလားဆိုစားမယ်တဲ့အဲ့နဲ့ကျမကဝိုင်းကိုဒီအသားချက်ဖို့အတွက် ကြက်သားလေးကိုသေးချာလေးရေဆင်းအောင်ဆေးထားတဲ့ကြက်သားလေးကိုအရသာနေပြီးတော့ဝိုင်းကိုငံပြာရည်လေးနဲ့ပေါ့အသားလေးဝိုင်းစားခြင်းသိဖြစ်အောင်ပေါ့မရဲ့ကြက်သားလေးကိုငံပြာရည်လေးနဲ့အရသာလေးသေးချာဝင်အောင်နေပြီးတော့ဒီမာစတာရှက်တထုပ်ကိုထည့်ပြီးတော့မှဒါအထဲမှာနှစ်ထုပ်ပါတာမရဲ့အထဲမှာကျွန်တော်တို့ကနှစ်ထုပ်ထည့်ထားတာကအအသား25ကြက်သားချက်လို့ရတဲ့အနေထားနှစ်ထုပ်ပေါ့နော်ကြက်သားပဲဖြစ်ဖြစ်အခြား ဘဲသားငါးပဲဖြစ်ဖြစ်ပေါ့နောက်အဲဟိုဟာပေါ့ခန်းသီးနှံ့တို့ရွှေဖြုံသီးနှံ့တို့အခြားသီးနှံတွေပေါ့နော်အဲ့ဒါတွေချက်ဖို့လဲလေအနစ်ဖြစ်စေတယ်ပေါ့မာရင်နော်အဲ့ကြတော့25ကျက်သားဆိုဒီထက်တထုပ်ပဲထည့်ရတာ အဲ့ဒါဒီတက်ထုပ်ကလေးရယ်နေပြီးတော့စီလေးထက်ကျမဟိုအသားနူးဖို့အတွက်ရေလေးထည့်ပြီးတော့ဝိုင်းမှာဝိုင်းရှေ့မှာအဲ့ဒါလေးကိုချက်ပြီးတော့စနစ်တကျပူပူလေးကျွေးဘူးတယ်မအဲ့မှာဝိုင်းကထမင်းစားတာကိုသဘောကျတယ်အမားတဲ့အဲဒါကိုအရသာကြိုက်လိုက်တာအမရေမွှေးနေတာပဲတဲ့အဲမြမဟင်းလေးပဲနော်တဲ့ဆိုဟုတ်တယ်လို့မမသေးချာလေးစနစ်တကျ grand လေးချိန်ပြီးတော့ဒီပါဝင်ပစ္စည်းတွေကိုလေးမအတိအကျ grand ချိန်ပြီးထည့်ရတယ်အဲ့ဆို handmade သဘောမျိုးလေးဆန်တာပေါ့နော်သေချာလဲစနစ်တကျထုတ်လုပ်ထားတာဆိုတော့ဝိုင်းကဒါကို စားရတာသဘောကျပြီးတော့မြမထမင်းဝိုင်ပြန်စားတော့မယ်တဲ့အဲ့လိုလေးဖြစ်လာတယ်မရဲကျမလည်းအရန်ဝင်းသားတာလေအဲ့လိုလေးဆိုတော့ဟုတ်ဖလားစီစဉ်နေနည်းနည်းလေးပို့ပြီးတော့ပြည့်ပြည့်လေးနဲ့လှစေချင်တာလေးမနော်မြမထမင်းကတော့ညံမြင့်စားနေမှာပေါ့နော်ဒါနဲ့ဘုံကမစားရကြာတော့ညံညံညံတော့အဲ့ဟာနွယ်ရယ်ဆိုနေနဲ့ဘာရတော့ညံနည်းနည်းခက်ခဲမမဟာညုံချတာခက်တာနဲ့ဟိုနည်းနည်းမြင်လာနဲ့နည်းနည်းတော့အဲ့ခဏကပြောနေလို့ညံနေ ်ငယ်ငယ်ကလေးကစားရင်းနေပြီးတော့နှိမ့်ထတာပေါ့နော်အဲ့ဒါကြောင့်ဟုတ်အဲ့ဒီမှာဆိုရင်တော့ဒီလိုမျိုးထမင်းနဲ့ခဲလုံးလေးနဲ့ပေါ့နော်အဲ့ဒါမျိုးတော့ကိုဝင်းနဲ့ပြင်နေကြဆုံးပါပေါ့နော်ဟိုဆက်ရပြောရင်ပေါ့နော်ထမင်းထန်းကတော့အရောက်မှာလုံအပ်တယ်ရဲ့စားကုန်စားရမယ်ဆိုတော့နည်းနည်းချင်းတစ်ရက်ကိုသုံးဆုံးနောက်ရက်ညတော့နင်းဆုံးအဲ့လိုမျိုးလောက်နဲ့ကျိုးစားနေရစားနေရပေါ့နော်ဟုတ်ဟုတ်ကဲ့ကျွန်မကိုယ်တိုင်ချက်ကြည့်ရမှာဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဝါအဲ့လိုအများကြီးစားတယ်မဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်မ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 ဟုတ်ကဲ နိုင်ညို့ဖိုင်မနိုင်ဖိုင်ကြီးပူနေပြီလားမသိဘူးမမရဲ့လုံအောင်ထမယူသွားနေရောနိုင်ပူနေနေတော့ဟိုကခါသေးရောညာရောနိဖိုင်ဖွင့်လာရင်ခါပြောင်းသွားမှာငါအဲ့တော့မမရဲ့ညူးလာနေရောနောက်ခါနေဆိုနိုင်ကမဟုတ်အောင်စားချင်တာဖိုင်ကပူနေမစားချင်တော့မျက်နှာလေးကိုကြည့်ပြီးတော့လေအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ခနာကိုလေးကညီမလေးရဲ့ body ချထားတဲ့ခါကျတော့ခနာကိုလေးတေးသေးလေးဖြစ်နေတဲ့အတွက်ကိုယ်စိတ်ထဲမှာနည်းနည်းလေးပြည့်စေခြင်းသေးတာပေါ့နော်မနော်အဲ့လိုလေးအတွက်ဝိုင်းရဲထမင်းလေးမမချက်ကြွေးမယ်ဆိုပြီးတော့ ပထမဦးဆုံးစတွေ့တဲ့အချိန်တော့မချက်မချက်ဖြစ်သေးဘူးပေါ့နော်ဒုတိယအချိန်တွေ့တဲ့အခါကျတော့မမကိုယ်တိုင်ချက်မယ်လေးလို့စားမလားဆိုကြချက်မယ်လေးအမရဲစားလိုက်မယ်တဲ့ဆိုတော့ချက်ကျွေးလိုက်တယ်အမအဲ့ဒါအဲကျောင်းကိုနွားတဲ့အချိန်တော့ဟွာရရင်းဆောင်နေနေဝင်နေနေရဆိုတော့ကျင်းတော့ 妈妈说呀，你啥语言？我查你那他妈能通点什么？啥语言呢？妈，你先讲呀。那哎妈嘞，你你通点啥啥呀？我这里还能玩车的。玩车的。妈妈嘞，玩的卡拉 OK 呗。妈妈的 master 车的车啦，人来的嘞。喏，啊玩过来嘞，哎，他卡马龙车过来带你嘞玩，收他来嘞，拉拉嘞嘞玩，你见那啥？玩路拉拉嘞，你嘞车路呀嘞路 master 车卡路，妈妈哎，你妈哩，拉没别谁呀？master 车卡偷他啦路。 အဲ့ဆိုမမရဲအဲ့ဆိုချက်မယ်လေးဆိုဝိုင်းကိုရိုင်းချက်ပြီးတော့မှတခါလုတ်ခဲ့သေးတယ်